ပါတယ်အောင်မြင်ပါဗျာဟုတ်ကဲ့ဘောရောခလာတော့လဲထက်နိုင်လဲဟုတ်ကဲ့ဟာဟာဘ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 ယ်လိုလုပ်လဲဘယ်လိုလုပ်လို့လုပ်အောင်သူ့အောင်မြင်အောင်လုပ်အောင်အောင်မြင်ပါတယ်ပေါ့ကွယ်အဲ့တော့ကျွန်တော်စိတ်ဝင်တော့ဗျာခင်ဗျားကခဏတော့ကျွန်တော်ပြောချက်တာဒါကတော့ကျွန်တော်ဟိုရှစ်တဲ့လူဗျာခဏတော့ရေလေခဏတော့တော်တော်ဟိုတော်တော်ငိုတိုင်နဲ့ဟိုဘယ်သူကတက်မလို့ရှစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခဏဘောဘောဝေးထောက်ပြနေတာလေခဏမချောက်လို့ရခဏဒီလိုလူတွေမှာခဏဒီလိုလူတွေခဲလို့ထောက်ပြနေတာလေဗျာတက်မလို့ရေလိုချက်လို့ထောက်ပြနေတာလေဗျာအဲ့တော့ရှစ် တော်တော်ကြီးကုန်ပြီကြာပဲကျွန်တော်ကကျွန်တော်ပြောရမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာနော်ကျွန်တော်ပြောပြမယ်အဲ့အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ပြောပြတာခင်ဗျားတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်တဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီပဲကြိုက်တဲ့ချိန်လုပ်လို့ရတယ်နော်ခင်ဗျားတယောက်တည်းမဟုတ်ကြိုက်တဲ့လူပြမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုဘူး အဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်လဲပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခင်ဗျားတက်တက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာတွေကျွန်တော်ဒါမကုန်းဘယ်လိုပေါ့မလဲဝင် debate လုပ်လို့ရဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လံမနက်ခင်လေးပါခင်ဗျာဒီကနေ့ဇွန်လ၄ရက်နေ့အတွက်မနက်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းနေတယ်ဒီနောက်မှာဒါကျွန်တော်ထုံးစံတမ်းပဲဗီဒီယိုလေးတစ်ပုဒ်တစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ခင်ဗျာ ဲတော့ပထမဆုံးဒါကျွန်တော်ဖတ်တီတို့ဘက်ကမနေ့ကညနေပိုင်းမှာလလောလလတ်လေးတင်လိုက်တဲ့ဒီတစ်ပေါ်ဘူးစကန်သိန်းတက်ပွဲနဲ့ပတ်သက်တဲ့တင်ကောင်းလေးကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့တစ်ပေါ်ဘူးစကန်ကို KNL ပူပေါင်းတက်များကမနေ့ကညနေပိုင်းမှာအပိသက်သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကစတင်ပြီးစစ်ကောင်စီတက်ရဲ့တစ်ပေါ်ဘူးစကန်ကို KNL ပူပေါင်းတက်များကပိတ်ဆို့တက်ခတ်ခဲ့ရမှာတော့မနေ့ကတက်ပွဲအလွန်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းများနဲ့တောက်ဆောက်ဆိုသလို ဘုံကျဲခုခံခဲ့ကြောင်းနဲ့အခုတခါမှာတော့အဆိုပါစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလှန်ဖြူတောင်လက်နက်ချသွားပြီးဖြစ်ကြောင်းသိရပါဗါဒအကြံပတ်စစ်ကောင်စီရဲ့တေဘဘူစခန်းကိုတော်လိုင်းတက်တွေကရရှိသွားပြီးဖြစ်လို့ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စခန်း၄ခုသာကျန်စီကြပြီးအဆိုပါစခန်းတွေမှာဥက္ကရာထက်ဝေါ်လီပြူဟာကုန်တီတဲလဲစခန်းနဲ့ထိကလဲပဲစခန်းတို့ပဲဖြစ်ကြောင်းသိရပါဗါကဲတော့ဒါကျွန်တော်တို့ဖတ်တီတို့ရဲ့ကြိတ်ချက်ကတော့နော်ဒီထိုင်းမြန်မာနယ်စပ်မှာဆိုရင်တို့တို့ဒီအကြံပတ်စစ်ခွေတပ်စခန်းက၄ခုပဲကျန်တော့တယ် အဲ့ဒီစကန်နေလဲဒီလအတွင်းမဟုတ်ရင်ဒီအပတ် အတွင်းမှာပဲကြာဖို့များနေပါပြီနော်ကဲတော့ဆက်ပြီးတော့လဲဒီကရီနီပြည်နယ်ဘောလခဲမြို့မှာစစ်တဲ့စစ်တပ်ရဲ့ရင်းနှီးပေါက်ပြူဟာစကန်ကုန်းကိုတိမ့်ပတ်ရရှိသွားပြီဖြစ်ကြောင်းကရီနီတက်တော် KAC ရေချုပ်ဘုံမူကြီးဖုံးနိုင်ကဒီ PP စပင်းကိုအတီးပြူပြီးပြောဆိုထားပါတယ်မြေပြင်စစ်ရေးတည်င်းအချက်လက်တွေရမေလ22ရက်နေ့မှာစစ်ကောင်စီရဲ့ရင်းနှီးပေါက်ပြူဟာရဲ့ကာကဲစကန်တစ်ခုကိုကရီနီတက်ပေါင်းစုကတိမ့်ပတ်ပြီးတဲ့နောက်ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်ဒီစစ်ကောင်စီစကန်တွေကိုဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက် လက်နက်ခရမ်းလိုအပ်မှုတွေလည်းစီနေပါတယ်ဆိုပြီးတော့ဗိုလ်မှူးကြီးဖုန်းနိုင်ကဒီ PPS ပင်းကိုအတည်ပြုပြောဆိုထားတဲ့သတင်းကောင်းတစ်ပုဒ်ပါပဲဒီတဆက်ထဲမှာဆိုရင်ဒီစကိုင်းတိုင်းတန့်ဆယ်မြို့နယ်ခုနှစ်မိုင်ခန့်သာဝေးတဲ့တဲကုန်းရွာကိုကင်းလဲဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတော့စစ်တပ်ဘက်ကအရာစီတအူးအပါဝင်စစ်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကလည်းမေလ2ရက်နေ့မနက်အစောပိုင်း9:30မိနစ်ခန့်မှာအတော်ရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတဲကုန်းရွာဘက်သို့ကင်းလဲဖို့ထွက်လာစဉ် တော်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတက်ခတ်ခဲ့ခြင်းဖြစ်ပြီးအဲ့ဒီတက်ခတ်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သားအရာရှိတအူးအပါဝင်စစ်ဦးတေဆုံးခဲ့ကြောင်းနဲ့ကာပိုင်အမျိုးသားတန်းတန်းနှစ်လက်နဲ့ကြည်အချို့တင်းစီရရှိခဲ့ကြောင်းလည်းသိရပါတယ်ဆိုပြီးတော့ခေတ္တမီယာကနေထပ်ပြီးတော့တင်လာပေးတဲ့တတိယသတင်းကောင်းတစ်ပုဒ်ပါပဲဆက်ပြီးတော့လည်းဒီမန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာ PDF ဂိတ်ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တပ်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီတပ်သားအယောက်20ထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မနက်6နာရီခွဲခန့်မှာမြင်းကျန်မြို့နယ် လက်သက်ပြူရမှာစစ်သားနဲ့ပြူစောထီတွေပူပေါင်းထားတဲ့အင်အား80ခန့်မှာစစ်ကြောင်းကတူရင်ဘိုးရအနီးမှာစီးတဲ့ PDF တပ်ဖွဲ့ကဲကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးအဲ့ဒီထီတွေတိုက်ပွဲမှာညနေ9:00ခန်းအထိတနင်္ဂနွေနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ကတိုက်ပွဲအတွင်းစစ်သားနဲ့ပြူစောထီအယောက်20ထဲမှနေတေဆုံးခဲ့ကြောင်းနဲ့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ပတ်ချံမှာတော့ PDF တူမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသိရပါတယ်ဆက်ပြီးတော့လေဒီမကွေးတိုင်းပေါ့မြုံနယ်ကကုတ်စုပြူရွာမှာတရက်တီထွက်ောက်တဲ့ပြူစောထီးတွေကိုပြက်ခတ်တိုက်ခတ်ခဲ့ရမှာတော့ပြူစောထီး၃ဦးတေဆုံးခဲ့ပြီ တနတ်တလက်သိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကလည်းပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မွန်းလွဲ2:40မိနစ်ခန့်မှာပေါမျိုးနဲ့မြောက်ပိုင်းကိုကုစုပြူရွာမှာတရက်တီထွက်ခွာဖို့လာတဲ့ပြူစောထီးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကခင်းမုံကိုစောင့်ဆိုင်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတပ်ဖွဲ့တွင်ကိုကုစုပြူရွာမှာပြူစောထီး3ဦးတေဆုံးကသူတို့ကင်ဆောင်တဲ့ AK47 တနတ်တလက် G26 တောက်တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ဆိုပြီးတော့ခေတ်သစ်မီဒီယာကထပ်ပြီးတော့တင်လာပေးတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ။ နောက်ထပ်ဒီစကိုင်းတိုင်းချောင်းမြို့နယ်ငဆန်ကျေးရွာမှာစီးတဲ့စစ်တပ်ဂိတ်စခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းကောင်းလေးကလည်းမေလ29ရက်နေ့ညနေ3:30မိနစ်ခန့်မှာချောင်းမြို့နယ်ငဆန်ကျေးရွာအတွင်းဂိတ်ဖွင့်ကအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အဒီတက်ခတ်မှုအတွင်းဂိတ်စခန်းအတွင်းသို့ဘုံးဒီတွေကြားရောက်ပောက်ခွဲခဲ့ပြီးစစ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်ပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် ဒါအပြင်အဲ့ဒီတက်ခိုက်မှုအပြီးမှာဂိတ်စခန်းမှာတာဝန်ကျနေတဲ့ပြူစောတီအမျိုးသမီးတွေကလည်းကြောက်လန့်ပြီးတော့တံပြားကကားတွေနဲ့မုံရမျိုးဘက်သို့ထွက်ပြေးသွားကြောင်းနဲ့အဲ့ဒီတက်ခိုက်ခံရပြီးတဲ့နောက်ချောင်းဦးမျိုးပေါ်စီအချမ်းဘတ်စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြောင်းသိရပါဗျာ။ ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီစကိုင်းတိုင်းတန်းဆယ်မြို့နယ်ခုနှစ်မိုင်ခန့်သာဝေးတဲ့ဒီတဲကုန်းရွာကိုကင်းလဲဖို့ထွက်လာတဲ့အကြံပတ်စစ်တပ်စစ်ကြောင်းကိုရပြတ်တက်ခတ်ခဲ့ရမှာတော့တို့တို့ဒီစစ်ခွေးဘက်ကနှစ်ပွင့်ဖို့တူအပါဝင်စစ်ဦးတေခဲ့တဲ့တက်ပွဲကနေပြန်လာတဲ့ဒါကျွန်တော် PLA ရဲဘော်တွေကိုပြည်သူတွေကအောင်တပီနဲ့ဘလိုတွေတောင်းတောင်းဖြတ်ဖြတ်ကြိုးစိုးထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာအဲ့တော့ဒီမှာပါပဲကဲလာပြီ လေးစားပါတယ်ဒါကျွန်တော်ရဲဘော်တွေကိုလည်းအဲ့တော့ဘယ်ချိန်ကြီးကြီးဘလောက်ပဲကြီးကြီးမယူတဲ့အထက်ကပြပါဆိုရင်တော့အခုလိုမျိုးအောင်ပွဲရပြီးပြီးတော့ပြန်ဝင်လာတဲ့ဒါကျွန်တော်တော်လိုင်းရဲဘော်တွေကို ပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုထားတဲ့ဗီဒီယိုတွေပါပဲလို့ဒါကျွန်တော်တို့အနေနဲ့ပြောအောင်ပေါ့နော်။ကဲနောက်ထပ်ဒီအတ္တမပေါ်တာဆွဲခံရပြီးတော့အလင်းဝင်လာတဲ့ရဲဘော်တယောက်ကိုတုံတင်ဆုံးမပေးနေတဲ့ဒါကျွန်တော်ပြည်သူအချစ်တော်ကြီးကြော့ရဲ့စေဝါရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ။ဒီကလောကစစ်စစ်မှာပါမနဲ့လောက်ရတာရှိတယ်တခါတလေကြာရင်မိသားစုယာရရနဲ့အချင်းချင်းဖမ်းပြီးတော့ခေါ်လာကျို့ကျို့လူငယ်တွေကအဆန်ပြေကြီးပါသွားညာသွားကြီးသွားနဲ့ဖမ်းယူတော့တဲ့မှာဖက်ဆောင်လာပြီပေါ့နော်။ အဲ့ဒါကလေးရတာသူကစိတ်ဓာတ်ပါလို့တက်မတော်မှလောက်တာဒါလေးကစိတ်ထဲမှာပါဝင်တဲ့တက်မတော်ကရောက်တဲ့လူငယ်တွေတွေ့ကလေးရတာတက်တယ်မှာဘလောက်ဝဲရောက်ဘလို့ပဲစားလို့ကောက်ကောက်ပြနေလို့ပြောဘူးဒီစိတ်ဓာတ်ပါတယ်ဥစားမသိသွားလို့မဟုတ်ရအဲ့လိုမျိုးပေါ့နော်အသက်ရှင်ကူကအယောက်၂၀ရောက်နေပြီမနေ့တနေ့တော့ရောက်တဲ့6ရောက်ဆိုလို့ရှိအခုသူတို့ပြန်ပြနေပြီလေလက်နဲ့နဲ့နဲ့ပါနဲ့ပြတ်တက်ရှင်တို့သူတို့ပြန်ပြနေအဲ့ဒါသူတို့မေးတယ်ဘာဖြစ်လို့ညီလေးတို့ကသူတို့စီမှာရှိတဲ့ထဲမှာကိုတို့ပြပြတဲ့ထားလာမတိုက်ခတ်ပြီးတော့လာမပြတယ်လို့တိုက်ပြီးတဲ့လူမျိုးတွေ့ကြရတယ် အဲ့ဒါဟိုလူငယ်တွေကဘယ်လိုပြောလဲဆိုကျွန်တော်တို့အခုလက်စီလောက်နေတာတန်ဒီနဲ့လူမျိုးတွေ့မို့ဟိုတန်ဒီရဲ့မြောက်လာအတွက်နဲ့လောက်နေတာလေအဲ့ဒါကြောင့်ကျွန်တော်တို့လည်းမလို့ချင်တော့တဲ့အနေနဲ့အဲ့ဒါထွက်ပြေးတာတော့မဟုတ်လေအခုဆိုလို့ရှိရင်ကိုတို့တော်လိုက်တတ်တာလေးဒီမှာရောက်လာပြီဆိုလို့ကြည့်တော့ကျွန်တော်လည်းလည်းပြန်ဆိုင်တယ်ဟာလည်းလည်းပြန်ဆိုင်လို့လည်းလည်းလည်းတော့ပါလို့ရတယ်ဆိုတော့အလင်းနဲ့ပြန်ပြန်ပြီးဒီကောတော့အပြက်ပြက်သွလာမယ်ကျွန်တော်တို့ဖေးဒီပါတဲ့အစီတော်နဲ့သွားပြီးတော့ဥတီပြီးတော့ဒီကောပြတ်တက်ခံတယ်အဲ့ဒါကြောင့်ကိုတို့တွေလည်းလည်းတက်ဆုံပြဲပြီးတော့အခုသူ join လာကွက်တိရ ဟိုမင်းတနေ့တော့ဖြစ်တဲ့ကိစ္စတွေမှာသူတို့၄၅ချက်ရောက်ပဲဥတော်ပြီးတော့တည့်တယ်ကျန်တာအဲ့ဒါလည်းရသတိရှိရပါဗျာအဖေတော့စိတ်ပါတဲ့အရာနဲ့စိတ်မပါတဲ့အရာနဲ့စိတ်ပါတဲ့အရာတွေကြာသူတို့လုပ်ရတာဒီဟိုကြဖြစ်စမှုပိုးကြတယ်ဒီလိုရှိလဲသူတို့ကစိတ်ခကြချက်ပြတ်သွားတယ်ပျော်တယ်ပျော်အေးပျော်လဲပျော်တယ်ပေါ့အဲ့ဒါနဲ့ဆိုရင်ဒီကနေ့ပြန်လာပြီးဆက်နေအညီလေးဒီဇာတိလုံးမှာလားဇာတိကဖြူးတရားဘူးဖြူးတရားဘူးဘုရားဘုရားဘုရားတိုင်းနေတိုင်းဘုရားတိုင်းပါဘူး ်အခုလက်ရှိဟိုအထိုင်တာပါလေမလေးချောက်မလေးချောက်ပဲလားဒီချောက်ဒီကြောအခုလာတာမဟုတ်ဘူးနော်အခုလာမဟုတ်ဘူးဟိုကိုတည်းကငါလေးချောက်အထိုင်မှာပဲနေတယ်ကြာပဲလားစစ်တာလောက်ကြာပြီအပတ်ဆိုင်ကြီးပတ်ဖို့ကိုပတ်ဒီကိုလည်းကြာတယ်လို့ဒီလားတက်ရောက်တာနှစ်လလောက်ပဲရှိတယ်ဒီလားကောင်တော့ဟိုမှာတင်တန်းเจ้าမှာနှစ်လပဲတပတ်ထပ်ပြီးသုံးလနီးပြန် ဒီလောလောဆယ်ဒီမိနစ်တနည်းအဖြစ်ရဲ့တက်ပွဲတွေမှာရေးလေးပါ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 ဦးလားနောက်တက်မှာပေါ့ဆက်ဆံရအောင်စောက်တာဆောက်ကျင်းလဲကုမတန်ပါပါဟိုကနံပါတ်ပြည်လင်းက3ခုချင်းပြည်လင်းက3ခုချင်းမမရဘူးနံပါတ်အောက်ကကျော်ဟုတ်ကဲ့ကျော်ဟုတ်ကဲ့ဒီကနေ့ဒီတိုင်းရာအခုလောကဒီမှာနေတာတိုက်ရင်မူလာဒီမှာမူလာပါတိုက်ရင်မူလာတိုက်ရင်မူလာရောက်လာရောမကြတဲ့ဘူးဟုတ်လားနံပါတ်တော့မသိဘူး အနမ်းကြီးဟုတ်နန်းနလာကြာရင်းနေတဲ့ယမုနာနဲ့ဒီသူကသိက္ခာရှိရင်သန်းစီကာလေးပဲလက်ပြောပြီးပြရမှာဒါလည်းခဏလေလိုတာမနီလာဘလူးဘလူးဘလူးပြောလို့ဘလူးရဲ့အယုတ်ကူတော့ဘလူးဟိုသိတဲ့ဘက်ဆရာနဲ့ပတ်သက်ပြီးတော့ဒီအကျန့်ခံဆိုင်နဲ့ဟိုရင်းရင်းရင်းရှိရသူတို့ကပြောရတာကိုတို့ပါရင်းရတယ်ပြောရတယ်ပြောတော့ဒီဘက်တဲလာဘူးပေါင်းရင်ဒီဘက်ကတက်လိုက်ပါလေဘာလိုက်ပါလဲ ။ဒါနဲ့လာဖူပေါ်လာရရတော့တော်များမဖတ်ဖြစ်သေးဘူးတောင်။မဖြစ်လဲဆိုလို့ရှိရင်တက်ပွဲတမပြင်ဆိုင်ပြီးတော့သူပြစ်ကိုပြစ်ပြီးတော့လွတ်နေတာမဟုတ်လို့တော့ရတယ်။ဒီမျိုးသူ့စိတ်နဲ့သူနဲ့ဒီမျိုးပြောမယ်ဆိုလို့ရှိရင်တက်မတော်ကမကောင်းတော့မှသိတဲ့ခါကျတော့ဒီဒီရဲ့ဟိုအုပ်စုတွေတက်မတော်တော့နော်ဒီကြက်ဖက်တက်မတော်တွေအနေနဲ့ဆိုလို့ရှိရင်ဒီချွတ်လူငယ်တွေကကိုလို့ဒီမိနစ်တနည်းကလည်းပုံလို့ရောက်ဟိုဒီနေ့တော့လည်း6ရောက်ဟုတ်တယ်နေတော့လေ၄ရောက်ခရရလည်းပြရတာ၅၄၅လား၅၄၆လားခုတည်းမှာပဲဟုတ် အခုအသက်ဘယ်လောက်ရှိရလဲ25 6ခုလောက်ပဲဆိုင်ရမှာဆက်ပါမယ်ဒါကြိုးတဲ့အခုလက်လက်ရှိကဘယ်လိုဘုရားစင်္ကာလာလာကြီးပါအခုဒီမှာရောက်ပြီဆိုတော့ဒီလက်ရှိကဘယ်လိုဘယ်လိုဆက်သွားဖို့ရှိနေလဲဘယ်လိုစီးပွားရေးရလဲဆက်နေလားဒီလက်ရှိကဘယ်လိုဆက်သွားဖို့ရှိနေလဲအဲ့တော့ဒီလိုလိုမျိုးဆက်သွားဖို့ရှိရပေါ့ဒါတော့ဟောဒါကြိုးတဲ့အခုကဘုရားကျွေးခဲ့ပြီးတော့ပေါင်းလာတာကျွေးနေတယ် ဘက်စိတ်ကိုအကုန်လုံးထိုက်ထိုက်ဆိုတော့ခံတယ်။ဒါကတည်းက136ရောက်အဲ့တော့ခေါင်းဆောင်ကောင်တယောက်ပြီးသားတဲ့ဒါကျွန်တော်ပြည်သူအချစ်တော်ကြီးကြော့ရဲစေဝါကိုတကယ်ကိုလေးစားပါတယ်နော်အခုလိုမျိုးစစ်တပ်ပွဲအနေနဲ့အဖမ်းခံရတာမျိုးမဟုတ်ဘဲနဲ့နော်ဒီလိုမျိုးကိုယ်အသိစိတ်နဲ့အလင်းဝင်လာတဲ့ဆိုရင်တော့ဒါကျွန်တော်ကြော့ရဲစေဝါတော့ဘယ်လောက်ထိလလေးစားစားနဲ့ဆက်ဆံလဲဆိုတာအလုံးတွေးကြတဲ့အတိုင်းပဲပေါ့နော်ဒါပေမဲ့ကိုယ်အသိစိတ်နဲ့မဟုတ်ဘဲနဲ့စစ်တပ်ပွဲအနေနဲ့အဖမ်းခံရရင်တော့မင်းတို့ကောင်တွေဘဝတော့ဟုတ်ငရဲပြီးမှသွားပြီးတော့ဆင်းနေရမှာပဲ အဲ့တော့ကိုတီစေတန်နဲ့အခုလိုအလင်းဝင်လာခဲ့တဲ့ရဲဘော်ကိုလည်းတကယ်ကိုလေးစားပါတယ်နော်ကဲလာပါပြီနောက်ဆုံးအနေနဲ့ကတော့ဒီမိုးဆုံမှာဟိုဝါကင်နဲ့အောင်မင်းဖိုးရတော့နော်ဒီဇော်ဘွန်ဟင်းကိုအရောက်ပို့တာမှအားမရသေးဘူးဒီဇော်ဘွန်ဟင်းဘက်ကနေလိုက်ပြီးတော့နာဘေးနေကြတဲ့ဒီဇော်ဘွန်ဟင်းရဲ့မရေပါသားလေးတွေကိုပါဒဲတွေထပ်ပြီးစိန်ခေါ်လိုက်တဲ့ဗီဒီယိုလေးကိုညွှန်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ညာဟုတ်ပါတယ်အောင်မင်းပါဗျာအော်ကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ပြည့်ရတယ်ပေါ့နော်ကျွန်တော်အခုကောင်းလေးဆိုတော့ပြောပါရရနော်ကောင်းလေးဆိုတော့ပြောပါကျွန်တော်တို့ ဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လဲတော့ပေါ့သူ့အောင်သူ့အောင်လည်းအောင်ရပါတယ်ပေါ့ကွယ်တာအဲ့တော့ကျွန်တော်စိတ်ဝင်တော့ဗျခင်ဗျားကခင်ဗျားကိုကျွန်တော်ပြောချက်တာတော့တော့တော့ဟိုရှစ်တဲ့လူဗျခင်ဗျားတို့ရဲ့ခင်ဗျားကတော့တော့တော့ကိုငိုတိုင်နဲ့ဟိုဘယ်သူကတက်မလို့ရှစ်တာလဲလို့ပေါ့ပြောပါဦးခင်ဗျားကဘယ်လိုဘယ်ထောက်ပြနေတာလဲခင်ဗျားမကြောက်လို့လားဗျခင်ဗျားဒီစလုံးလို့ပဲမှာခင်ဗျားဒီလိုလိုခက်ခဲလို့ထောက်ပြနေရတာလေဗျာတောင်းလို့ရလို့အချက်တွေထောက်ပြနေရတာလေဗျာအဲ့တော့ချက်လို့ဟာတော်တော်ကြီးကုန်ပြီဗျာကျွန်တော်ကျွန်တော်ပြောရမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးဗျာနော်ကျွန်တော်ပြောပြမယ် အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ပါသနာတော့ခင်ဗျာတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျာကျွန်တော်ထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျာနဲ့ဒီပဲကြိုက်တဲ့အချိန်လုပ်လို့ရတယ်နော်ခင်ဗျာတယောက်တည်းလည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခင်ဗျာကြိုက်တဲ့အယူလာခဲ့ ကျွန်တော်ကြက်တဲ့ဟာလည်းကျွန်တော်ဓမ္မကုန်းဘယ်လိုဟောမလဲ။ဘာလို့ဒီဘေးလို့လို့ရ။နော်ဒီဘေးလို့လို့ရ။ကျွန်တော်ပြောပြမယ်ဗျ။တက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကြိုင်တုတ်နေတယ်တောက်တုတ်နေလို့မရ။တော့ကျွန်တော်ပြောချင်တာအဲ့ဒါလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ခွက်တည်းမှာရွေးစစ်တိုက်နေတာပေါ့။နော်။ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လေးကိုဒီလိုဆဲနေရတယ်။ရှမ်းမြောက်မှာဒီကောင်ကမှောက်ခိုလန်းကြောင်မှာဒီကောင်မှောက်ခိုကူးနေတဲ့ကောင်လေး။သူကရှမ်းမြောက်မှာတက်မတော်နိုင်စေချင်တာပေါ့။မှောက်ခိုလန်းကြောင်ပွင့်စေချင်တာ။ကျွန်တော်ဒီကောင်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူး။ကျွန်တော်တို့ကသတင်းဌာနဗျာ။ ဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့တင်ထန်လားကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘယ်တော့မှလည်းထည့်မပြောခဏလုံးသိအောင်ပြောပြလိုက်တကယ်သာ तू ဟာဟုတ်လား तू ပြောလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ဟုတ်လား तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လည်းကိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုနိုင်ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ကဟိုပါတီယုံဆိုတဲ့ပါတီယုံကြီးတစ်ခုလေးကနေပြီးတော့အဲ့ယုံလေးကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကိုတော့မဲမပေးပါဘူးသူလုပ်ခဲ့ပြီးတော့ तू ကဒီဘက်မှာကြတော့ ပန်းလူတွေအာသူ့လောက်လူတွေကိုချစ်တာလို့သူကလူတွေကိုဘလို့တနာတတ်တာလို့เนาะကျွန်တော်ကျွန်တော်လူပြောက်ကိုကျွန်တော်ပြောပြောတော့သူကပေါက်ကမပြောဘူးလားပြန်ပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲ့လုပ်ရတာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဘုန်းကြီးပြောပြရတယ်อืมแม้แต่ตัวเนี่ยจรเราเนี่ยยาพี่ผู้เซ็งขอได้ที่จรเราชื่อเลยจรอยากจ้างรู้ไปจรชินเลยเซ็งขอได้ที่อเสียที่จรเรายอกปุ๊ยだใบแม้ตูแม้มาบดุผิดเลยตูแม้มาบาผิดเลยป่ะล่ะตูบลูผิดเลยจรบ่รู้มาไม่รู้จรแม้มาเจ้านี่เนี่ยตูชอบเจอเลยมองกว่ากูก็ปอกได้อ่ะเนาะจรบอกว่าจรรู้ว่าตะมรโหผิดเลยสรว่าตะมรโหเวบันเลยสรว่าหลุดได้อ่ะเวบันตะกูหลุดเลย တက်မလို့မှာအခုနေပြောရမယ်မာတာတယ်မာတရားသားရည်နဲ့ဖွဲ့စည်းထားတယ်ဘယ်ပေါ်မှမနော်မာတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဟုတ်လူတွေပြနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးပြနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေနေချိုးကားပန်းကလုံနေရတဲ့အခြေအနေကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်ကြလို့ထောက်ပြလို့ရတယ်တက်မလို့ကသူ့ကိုလာဖားတာဘယ်ကောင်မှလည်းဖားမခံဘူးခါတကြိုက်ကြလို့ဖားကြည့်ပါခါဖားဖားကြည့်ပါကျွန်တော်တို့ကတော့ဘောမရတယ်လို့ဖားလို့ပြောတယ်ကျွန်တော်ဖားတာလည်းမှန်ပါဘူးဘောမရလည်းမပါဘူး ျွန်တော်တခုတော့ရှိတယ်တချို့သိစားတွေမှာတခြားလူတွေနဲ့အမြင်မတူတာတွေရှိရှိတယ်ကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲเนาะအဲ့ဒါကဘုံမှာတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေချင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေထားမှာသူချက်ကိုတကယ်ယုံနေရတယ်အဲ့ချက်ကိုတကယ်ယုံကြနေတာကလည်းဘယ်သူတက်မမဟုတ်တက်မတော်တက်လည်းပါလို့ပြည်သူတက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မတော်ထောက်ပြလို့ရတယ်နီးတယ်အများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတာလည်းအများကြီးရှိတယ် ။တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောကသူထောင်ဝင်ဝင်မကလို့သူ့ဘောကသူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူပြောက်တော့ကျွန်တော်တို့လည်းဘောင်းလည်းမထည့်ဘူးကြာသူ့ဘောကသူဘာကြီးလဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်။အဲဒါတို့လည်းကျွန်တော်ပြောချင်တာတက်မတော်ချစ်တယ်ဖြစ်တယ်ဆိုတာတက်မတော်ကိုချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမျိုးဘုကျော်ဆန်းပြောတဲ့စကားနော်တက်မတော်ကိုချစ်တတ်ဖို့လူတယ်ဆိုတာအချိန်တုန်းကလည်းဘုကျော်ဆန်းလည်းဒီလိုပဲပြောခံရတာပဲနော်ဒါနဲ့ပေါင်းလို့ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လည်းယူအင်္ဂလိပ်နဲ့ပေါင်းပြီးလို့ဆိုဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောလက်ရှိမှာလက်ရှိတက်မတော်အကြီးကြီးတွေကလည်းသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းကြီးရေရှိကောင်းလာရတဲ့အတွက်သူတို့ ပြောရရင်သူတို့တက်ထားတဲ့ပြင်ရလည်းတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်เนาะကျွန်တော်ပြောချင်တာတက်ကဘိုးချုံဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါကြက်သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တက်ကတိုင်းပြည်လွတ်လပ်ရေးရအောင်အဓိကအခုလက်ရှိတက်မလို့အခြေခဲ့ရေဆိုတာလေအဲ့ဒါဒီဟလာဒီ MNDA နဲ့ညှိတယ်ဒါရှိဘူးလားဒီတစ်ဖက်ဒီတစ်ချက်မပေါ်ဘဲပြန်ယူတယ်ဟိုအေးအေးဆိုလို့ရှိရင်ဒီလိုပဲအေးကပြိလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလို့သူမရပုံကလေးနဲ့ရောက်နေမှာသူတို့ရှိမှအနိမ့်မရှိမဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရအောင်မြန်မာလူမျိုးတွေဟာကိုမျိုးတို့တက်ရအောင် ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေတုံးတက်တယ်အဲ့အတွက်ကိုကျွန်တော်ရဲ့စက်ညီဘက်ကတုံးတက်ချင်တုံးတက်လို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ဟုတ်လားကျွန်တော်နမတွေအမတွေဟုတ်လားခါတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနော်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ကိုယ်တိုင်ကြားမလို့ဘူးလေနော်ဟောပြီးတော့တက်မလို့အကြီးအကဲတွေလည်းငါနဲ့ဆဲမှုတွေကြားမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့တို့ပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောတာမှန်တယ်တို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုလည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်တော့လက်မခံခင်ဗျားကျွန်တော်ပြောတာလည်းဝေးမပြောနဲ့ နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးကြီးဆိုတာဟာလားအဲ့အခုံးကအပွင့်နေကနော်လမ်းရွယ်လာတာမဟုတ်ဘူးဗျာသူတို့ပေါ့သူတို့လားဘူကြီးဘူမှုသူအစစ်စစ်စင်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရဲပြောင်းမသေးလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျအဲ့လိုမျိုးဆဲဆောင်ပြီးခင်ဗျအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်ခင်ဗျဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့အပွင့်နေပြီးတော့မှန်တယ်တက်မတော်ကြီးကြီးလို့ဒီလောက်ဆော့ကားနေလို့မဖမ်းနေတော့ကျွန်တော်တို့နေနေအဲ့တုန်းကတော့တကယ်ကိုအမှုအမှားဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီးတော့ဖမ်းပါဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပါဗျာသူတို့လို့သူခံရတာလူမှန်လာလို့လာမှာဒါလည်းကျွန်တော်ပြောနေတာ ခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ debate လုပ်လို့ရတယ်ခင်ဗျတို့ကြိုက်ပါသေးတယ်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော့ပြီကဲအောင်မင်းကတော့စိန်ခေါ်လိုက်ပြီနော်ဇဘွန်ဟင်းဘောက် live ပြီးတော့နာနေပြီးကြတဲ့ဇဘွန်ဟဲ့မေရပါသားလေးတွေနော်မေရပါသမီးလေးတွေဒီအောင်မင်းနဲ့တွားပြီးတော့ဒဲတွေရင်ဆိုင်လို့ရပြီနော်ဒီမိုးစုံမဟိုဟာကင်းနဲ့အောင်မင်းကတော့ဒဲတွေစိန်ခေါ်လိုက်ပြီမင်းတို့ကောင်းလေးကိုအဲ့တော့ဇဘွန်ဟဲ့ကိုဒီလိုအရောက်ပို့လိုက်တဲ့ထဲမှာလည်းဒီအောင်မင်းရဲ့စနက်လည်းမကင်းဘူးနော် ဒီကောင်ရဲ့စက်နက်အများဆုံးပါမယ်လို့တော့ဒါကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့ဒီကောင်ကြံခိုင်ရုံထဲမှာအဖီဆွဲပြီးနေနေရတာကိုဟိုကောင်ဇော်ဘုံဟင်းကဒီကောင်ဘုံပြောင်းအောင်လှုပ်လိုက်တယ်ဆိုတော့ကဒီကောင်မှဇော်ဘုံဟင်းကိုမလှုပ်ရင်ဘယ်သူလှုပ်မှာလဲနော်အဲ့တော့ဒီကောင်အရောက်ပို့လိုက်တဲ့ကိစ္စအထဲမှာဆိုရင်အောင်မင်းဖိုးရထိတ်ဆုံးသွားပါမယ်နော်နောက်ပြီးဒီမင်းသားကြီးတက်ကုံမဝချမ်းပြားမမမိုးခိုင်နော်နောက်ပြီးဘယ်သူစီမယ်ဒီပောက်ကတော့ ပကတော့ကတော့သူ့ရဲ့ငပြူတွေကိုမတင်းကောင်လို့အေးတခိုးဓမြားနေဆိုပြီးတော့ဒီကောင်ဒဲတွေဖော်ဖော်ထားတဲ့ဟာတွေနော်အဲ့ဒါကြောင့်ဒီငပေါက်လဲပါကောင်းပါနိုင်ရဲ့ပြီးလို့ရှိရင်တော့တို့ဒီစစ်ခွေးလော်ဘီဖြစ်တဲ့ဟန်ချင်းဦးတို့ကိုသက်တို့နော်ဒီကောင်တွေအားလုံးကလည်းထိတ်ဆုံးသွားပါတယ်အဲ့တော့ဒီကောင်ဇဘုံဟိတ်ဂျီအောင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြောရမယ်ဆိုရင်ဟိုကောင်စာကလေးကောင်နဲ့အမျိုးရုပ်ကြော်စိုးဦးနော်ဒီကောင်ဆွဲစီခံရတဲ့အချိန်တုန်းကဆိုရင်ဟိုကောင်ဇဘုံဟိတ်ကသူ့ဘက်နေပါပြီးတော့လိုက်ပြီးတော့အာသီးရောက်ပြီးတဲ့လိုင်းပေါ်တက်ပြီးတော့ အခုတခါဇော်ဘောဟင်းလဲဆွဲစည်းခံရတဲ့ဆိုတဲ့သတင်းကြားတာနဲ့ဟိုကောင်စာကလေးကောင်းတဲ့အမျိုးမျိုးကြော်ဆိုးကဘာလောက်တယ်မှတ်လဲဟမ်သူတို့ခွေးတက်ကိုသွားပြီးတော့အလှလေးဘန်းပြပြီးကပ်ဖားရက်ဖားသွားပြီးတော့လောက်နေရတယ်နော်အဲတော့ဒီကောင်းအလှဲ့တော့ဟိုကောင်ဇော်ဘောဟင်းကလိုင်းပေါ်တက်ပြီးအာသီးကြောင်ပေးတယ်နော်ဇော်ဘောဟင်းခံရတဲ့အလှဲ့လဲကြတော့ဒီကောင်းမတိကြအောင်ဆောင်ပြီးတော့နော်ဒီကောင်နှစ်ကောင်နဲ့ဒဇင်ဦးနဲ့ဟိုတနေ့ကသွားပြီးတော့လန်တရားထားတယ်ဟုတ်လားအဲ့ဒီကိစ္စတွေကြောက်ပဲဒီကောင်အမှုပတ်လာမှကိုကြောက်လာတော့မသိဘူးနော်သူတို့ဒီခွေးတက်ကိုအလှူလေးဘန်းပြပြီးကပ်ဖာရက်ဖာသွားပြီးတော့လောက်ပြနေတယ်နော် အဲ့တော့ဇောဘုံခံတဲ့အလှည့်ကြတော့မတိကျုံကျုံပြုတ်နေတဲ့ကောင်ဒီကောင်ဇောဘုံကြေအောင်ခံရပြီးထွက်လာရင်တော့ဘောင်းချဆုံးမဲ့စရင်ထဲမှာဒီကောင်ကြော်စိုးဦးလေးပါကောင်းပါနိုင်တယ်နော်ဒီတော့တန်စရင်ထဲမှာဆိုရင်အဲ့တော့နောက်ဆက်တွဲပါတွေဆက်ပြက်လာမလဲတော့မသိဘူးနော်ကျွန်တော်စောက်ကြည့်ကြသေးရပါဗောကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကြပါပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစီခင်ဗျာ thank you